ရသဗျာကဇာကြောင်းပြန်ပေါ်ပေးတာအနန္တရဲ့တစ်ချိန်လုံးကဟောဒီနေရာမှာမြို့ကြီးရှိခဲ့တယ်ဒီနေရာလဲဩကလပါမင်းကြီးတို့ဘာလို့ကြီးစိုးတော့ကရှိတယ်ရှိမှာပေါ့နော်မှန်ပါပါဗျာသူမတိုင်ခင်ကလည်းပဲရှိတယ်ရှိမှာပေါ့အဲ့တော့အဲ့လိုမြတ်စွာဘုရားကအနန္တဒီနေရာမှာဘယ်တော့ရှိခဲ့တာတော့လို့ဆိုကသဝမြတ်စွာဘုရားလက်ထက်တုန်းကရှိခဲ့တာဟုတ်တယ် ကသဗ္ဗမြတ်စွာဘုရားဆိုတာဒီပရကဘာမှာဖွင့်တာဒါမှမဟုတ်ကသဗ္ဗမြတ်စွာဘုရားလက်ထက်ကအကြံအကျွေးနေဟာဒီကောမဘုရားလက်ထက်မှာလာပြီးတော့ဖော်ပြလို့ရတယ်သို့တော့ဘုရားတဆူနဲ့တဆူချာမှာမြေကြီးကတိဇနာလောက်မြင့်တက်လာတယ်ဒါဟုတ်တယ်တဘာဝကြဘာဖြစ်လို့မြင့်တက်တာဖြစ်နိုင်လို့ဆိုတော့ နေစဉ်နဲ့အမြကြည့်လေတည့်ရွက်တွေကျွေတယ်အမိုက်တွေပြစ်ကြတယ်ဒါတွေကတပြေးပြေးမောက်မလာပြီဘူးလားမောက်ပါပါတရိษံရဲ့အသေးတွေမြုပ်တယ်လူရဲ့အသေးတွေမြုပ်တယ်ဒါတွေကဒီတဲ့မြေကြီးတဲ့ဝင်သွားတာမှမဟုတ်တာပဲဟုတ်ကဲ့လားမှန်ပါပါဒါတွေကမြေကြီးကိုတိုးစီတာတည့်ရွက်တွေကလည်းမြေကြီးကိုတိုးလာစေတယ်လူတွေရဲ့အလောင်းတွေကလည်းမြေကြီးကိုတိုးလာစေတယ် တတ္တဝါတွေရဲ့အယိုးတွေကလည်းမြေကြီးကိုတိုးစေတဲ့တစ်ပင်တွေကလဲပြိုကျပြီးတော့တစ်ကိုင်းချောင်းတွေတို့တစ်ပင်တွေတို့ဒါတွေကလည်းဟုတ်လားမြေကြီးကိုမြင့်တက်စေတယ်ဒါကြောင့်မို့ဖျားတဆူနဲ့တဆူကြားအကွာအချားကိုပြောချင်တယ်ဆိုလို့ရှိရင်မြေကြီးဟာတိယူဇနာလောက်မြင့်တက်တယ်တဲ့ဒါဖြင့်တိယူဇနာဆိုတာခုခေတ်မှာအသုံးမရှိတော့အသုံးမရှိတော့တိယူဇနာကိုခုခေတ်နဲ့ပြောရင်ဘယ်လောက်နဲ့ပြောရမလို့ဆိုရှစ်မိုင်နဲ့ပြောလို့ရတယ် တချို့ကလည်း12မိုင်နဲ့ပြောတယ်ပေါ့10မိုင်လောက်ဆိုရင်မဆိုးတော့ဘူးလို့ထင်ပါတယ်မှန်ပါပါဒီကနေ့ခေတ်အိန္ဒိယအတိုင်းတာတွေနဲ့ရှေးတုန်းကတုံးခဲ့တဲ့ယူဇနာတွေနဲ့နိုင်ရှင်ပြီးတော့ကြည့်မယ်ဆိုရင်10မိုင်ယူဇနာ10မိုင်ဟာပို့ပြီးတော့ဖြစ်ဖို့ရများတယ်ပေါ့မှန်ပါပါအဲ့တော့ဖရာတဆူနဲ့တဆူချာမြေကြီးဟာဒီ10မိုင်လောက်အထက်ကိုမြင့်တက်လာတယ်ဆိုတော့ ရှင်းအောင်ပစ္စည်းတွေရောင်းလို့မြေကြီးတဲ့ရောက်ရောက်သွားတာပေါ့ပြန်ပြီးတော့ဒုဖို့နေကြရတာ